တရုတ်ကကျွန်တော်နိုင်ငံနဲ့ပတ်သက်တကယ်ပါခင်ဗျာပို့မလို့ပြောရတရုတ်နဲ့မြန်မာနိုင်ငံပတ်သက်တရုတ်ကအရန်ကိုစေနာရှိတယ်ဘလောက်ဒီစေနာရှိတယ်လို့မင်းတရုတ်စေနာရှိဘလောက်စေနာရှိလဲဖြစ်နိုင်ကျွန်တော်အိမ်ထဲကြီးတော့ဝင်ပြီးစီမံခန့်ခွဲပေးချင်တာတရုတ်အဲ့လောက်ဒီတော့စေနာရှိကျွန်တော်ပို့တကယ်ပေါ့လားတရုတ်ကအဲ့လိုစေနာထားတာကျွန်တော်ပြောချင်တာတော့ပြုတ်ကိုကြောက်ရပါတယ်လို့ပြောခဲ့ပါမြန်မာနိုင်ငံမှာလူဖြစ်ရတာတိတ်ကိုကံကောင်းပါမညာရင်ဘူးမညာရင်ဘူး ားနိုင်ငံမှာလူဖြစ်ရတာလေတော်တော်ကိုကန်ဖိုးတာအားလုံးပဲမင်္ဂလာပါထုံးတဲ့နိုင်ကျွန်တော်ရဲ့ဟာတာဗီဒီယိုလေးကိုကျွန်တော်ကြည့်မှုလေးပြန်လာပါပြီဆိုတော့ဒီနေ့မှာကျွန်တော်ဘယ်လိုဗီဒီယိုလုပ်ထားရဆိုလို့ရှိရင်တော့တော်ဒီနေ့ကျွန်တော်ကဒီဇုံမဲလုံးပေါ့နော်ဇုံမဲလုံးကတရုတ်နဲ့ပတ်သက်ပြီးတော့ဒီ1 China policy ကိုထောက်ခံရဆိုတဲ့အကြောင်းကိုသူပြောသွားတာပေါ့နော်အဲ့ဒါကိုပြောသွားတဲ့နေရာပေါ့နော်သူသူပြောသွားသူပြောသွားရဲ့အဲ့ဗီဒီယိုကနောက်ပြီးတော့ သူကလို့ပြောသွားတဲ့အချိန်မှာဒီကြောင်ချီးပေါ့ကြောင်ချီးဆိုတာကြောင်ဂျုံမင်းပြောတာကြာကြောင်ဂျုံမင်းကသူကဒီတရုတ်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ opinion ပေါ့နော်သူပြောသွားတာရှိတယ်ဆိုတော့ပြောတင်တာပါလဲဆိုကျင်ဒီဘောမာတွေပေါ့နော်ဘောမာတွေတဲမှာလေတချို့ကျွန်တော်တို့ကနိုင်ငံရေးခံပြီးကျွန်တော်တို့မတူကြဘူးဒီကောင်လေးနဲ့ဒါပေမဲ့လေတရုတ်ကိုထားတဲ့ကျွန်တော်တို့ရဲ့ feeling ကတော့တူတာတွေကျွန်တော်တွေ့ရတယ်ဆိုတော့ဒီကြောင်ချီးဆိုလို့ရှိရင်ဒီကောင်တရုတ်ကိုစောင့်ရဲကြအောင်မကြည့်ဘူးကွာမဟုတ်နဲ့ကျွန်တော်လက်တရိုက်မှာတရုတ်ကိုလုံးဝမကြည့်ဘူး ဘာလို့မကြည့်လဲဆိုတော့တရုတ်ကသူတို့နိုင်ငံမြန်မာနိုင်ငံနဲ့ပတ်သက်လာလို့ရှိရင်သူကနေရတကာမှာဒီကောင်ကဆရာကြီးလုတ်တယ်သူဩဇာကိုအယမ်းကိုသူကထုတ်သုံးလာရင်မြင်ရတယ်ကွာဒါပေမဲ့ဒီစစ်တပ်ကပြည်ကိုဆောင်းမကြောက်တယ်ဒါအအောင်နဲ့သိတဲ့အတိုင်းဒါဟိုးရင်တော့သူကအောင်မင်းလို့ပေါ့ပေါ်တင်အောင်ပြောတာကြွာသူဆိုလို့ရှိရင်ဒီတပ်တော်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီတရုတ်ကသူကြောက်ရတယ်ဆိုရင်ပေါ်တင်ကိုပြောတာရှိတယ်ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့တရုတ်ကလုံးဝမကြည့်ဘူးကွာဆိုတော့ကျွန်တော်အဲ့ဒီဗီဒီယိုကျွန်တော်ကကျွန်တော်ကြည့်လိုက်တယ်နော်ကြည့်လိုက်ပြီးတော့ ဘာဖြစ်လဲဆိုတော့နောက်တစ်တော့တတိယဟောငါငါ့နိုင်ငံမှာဂန္ဓာဘောင်းဆိုတော့ဆောက်လွဲတွေဖြစ်နေတာကွာဟုတ်လားဆောက်လွဲတွေဖြစ်နေတာအဲ့တော့ဒီဆောက်လွဲတွေဖြစ်တဲ့ဟာတွေငါထပ်ပြီးတော့ငါစုလိုက်ပြီးတော့ဒီဂန္ဓာအတီးတီးကျွန်တော်လှုပ်လိုက်ရင်ကောင်းမယ်ဆိုပြီးကျွန်တော်ကောင်းတော့မှအတွေးရပြီးတော့ကျွန်တော်ဒီဗီဒီယိုကျွန်တော်လှုပ်လိုက်ပြီးတယ်အဲ့တော့ဒီဗီဒီယိုမှာခင်ဗျားတို့ဒီဂန္ဓာဘောင်းဆိုကြည့်ရမယ်အမကန်နဲ့ခင်ဗျားတို့ဆောင်းမကြည့်ရမယ်ဆိုတာအဲ့တော့ကျွန်တော်တို့စလိုက်ကြပါโอเคမင်္ဂလာပါနမစတေး တချို့တချို့တွေကအုံနောက်မရှိကြပါဘူး။ဒီစကားတမျိုးဖြစ်နေပေမလဲလူတချို့ကအုံနောက်စိတ်ပိုင်းတော်တော်များများမရှိဘဲနဲ့တပွားလုံးသူ့လိုငါလိုလူတွေလိုနေနိုင်ကြပါတယ်။တူးလေ။တူးလေ။တူးလေ။ရွေးကောက်ပွဲကဏ္ဍအင်းနိုင်ငံတော်ကြီးပြုပြင်ပြောင်းလဲဖို့ဆိုရင်အခုလာမဲ့ ပါတီသုံးဒီမိုကရေစီရွေးကောက်ပွဲမှာအားလုံးကူညီတဲ့အနေနဲ့မဲပါဝင်ပြီးတော့ထဲ့ကြပါလို့ပြောချင်ပါတယ်ဒါမှနိုင်ငံတော်ကြီးတိုးတက်မှာပါဆော့ဝဆော့ဝလုပ်နေကြီးပြေးလိုက်တော့ပဲဘိုင်လာပြောတာဟေးဘိုင်လာပြောတာဟေးဆိုင်ဆိုင်ဝီလေးကောင်းလေးကျွန်တော်တို့ပြီးခဲ့တဲ့နားနှစ်ကမဲပြီးခဲ့တာဆိုရင်တိုင်းလို့နော်အဲ့မဲ့အဲ့ငါးနှစ်မှာတုံလာရတဲ့ဒုက္ခတွေကတော့ငါဘဝမဆိုင် cái bộ cho nó 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 ta đi nó không nghe đi sẽ qua mới rồi nhưng mà tiêu hết rồi rồi nó là con này thay <coughs> còn con <coughs> nó chơi chơi cái là gì à gì là bay là luôn bay luôn chỉ nhờ ý cả nọ တက်ပေါ်ဘာဖြစ်ကြလဲအေးဟုတ်တယ်ဘာတွေဖြစ်ကုန်ကြတာလဲဒီတိုင်းချေဘုရားမှာနေဂျာနီတခွေးပြုတ်နေတဲ့တန်တေး ပညာကဏ္ဍမာထဲငယ်တဲ့မောင်လေးမမမကွယ်ရန်ချစ်တယ်ဟုတ်ကဲ့ လျှောက်ကြမယ်လေတယောက်ဆိုတယောက်ပဲဘယ်တော့ဆိုဘယ်တော့ပဲမမကမောင်ကိုပို့ချစ်ပြမယ်မကမောင်ကိုရမ်းချစ်တယ်လို့မောင်လည်းမကိုပို့ချစ်ရမယ်ဘယ်တိုင်းခဲဘူးလဲငါကိုမကြောင်ချောင်းပြချက်တွေမပေးမမရဲ့မောင်လေးမမရဲ့မောင်လေးမနိုင်ဘူးတော့မလဲရဘူးသိချင်လို့ပါရှင်နေသေးလားနေထားလိုက်တာညိုမင်းလင်ဆိုတာခင်ဗျာ ခင်ဗျာဘာလဲဗျာဆော့ဘောဆော့ဘောခင်ဗျာလူတွေဘာလိုက်လို့လားဟိုးပိုင်းပြန်ပြီးရီတိုင်းပြန်ပြီးပြီးတော့ကျင်ကျူပိုင်းလေးကျူပိုင်းလေးဘာလဲခင်ဗျားတို့ရဘာခင်ဗျားတို့ရဘာဆော့ဘောဆော့ဘောလူတွေဘာမှန်းလဲဆောင်ယူတွေမှန်းလားလူတွေဘာဆောင်ယူတွေမှန်းလို့အဲ့လိုခိုင်းနေတာလားကျွန်တော်ဒီလိုပါဘာဒီနေ့ဒီကိုပါလို့လာတယ်ခင်ဗျားသိလားဟောတိဦးတိဦး ကျုပ်ဘာဖြစ်ချင်လို့ဒီလိုလာတယ်ဆိုတာခင်ဗျားသိလားတီဦးတီဦးတီဦးခင်ဗျားတို့သိလားကျုပ်ဘာလို့လာတယ်ဆိုတာတီဦးတီဦးတီဦးဒီမှာကွန်ယူမင်းလေကျုပ်ဒီကိုလာတဲ့အကြောင်းရင်းဟာပင်ခန့်ကျင်တို့ပင်ခန့်ကျင်တို့ Pada kena. Udah drink, udah drink ini mah. Ini ya, ya, ini mah. Ayo, ini masih ya, ini. Ini udah cekar, ya.

ခြားကြရလို့ကြားတာပဲကျမ်းမာရေးကဏ္ဍသမီးမေးမယ်မေးမယ်နဲ့မမေးဖြစ်ဘူးသမီးချီးပါလို့ရှိရင်ဖင်ကောပျောက်အောင်စေးရလားရှင်နဲ့လောင်းစေးလိုက်တယ်ဩသမီးစပြာနဲ့လက်နဲ့ကိုဖင်နေရပါထားတဲ့ချီးဖင်မှာကတ်နေတဲ့ချီးကိုစပြာလေးနဲ့လက်လေးနဲ့ရေလေးနဲ့တေချာစနစ်တကျမစေးဘူးပေါ့မစေးဘူးမချီးဆိုရင်ယွန်းလို့မှာဩဒါကြောင့်မလို့သမီးရဲ့ခန္ဓာကိုယ်ကချီးနှံ့တင်းနေတာဩ သမီးကချီးပါပြီးတော့ချီးကိုပြောင်းအောင်မစေးတတ်လို့သမီးကချီးနဲ့နမ်းနေတာနောက်တစ်ခါဆိုရင်ချီးပါပြီးရင်တော့သမီးရေပင်ကောင်းလေးတဲ့ကိုစပြလေးနဲ့ရေလေးနဲ့လက်ကလေးနဲ့တခြားလေးနိုင်ပြီသူဆေးရတယ်နော်သမီးဟုတ်ပါမှတ်ထားနော်မဟုတ်ရင် ကို့ဖင်ကပါတဲ့ချီးကိုပြောင်းအောင်မစေးရင်ဘာဖြစ်လဲချီးနဲ့ထွက်မှာမဟုတ်ချီးနဲ့ထွက်တယ်ဒီပညာကဏအားလုံးပဲမင်္ဂလာပါနော် ်ခု wifi နေလိုင်းမကောင်းဆိုတဲ့လူတွေအတွက်ဒီလိုင်းရေးပြအောင်မဖြစ်ပါဘူးเนาะ wifi ဆက်ကိုဒီလိုလေးထားမယ်ဆိုလို့ရှိရင်သူကပလက်ပြန်ပြီးအပေါ်ထောင်ထားတဲ့အတွက်ပြင်နန်းပြီးတော့လိုင်းမရပါဘူးเนาะသူ့ကိုမှောက်ကုန်လေးမှောက်ပြီးဒီလိုလေးထားကြည့်ပါเนาะအကျင်လိုင်းတွေတအားကောင်းလာတာလေးမယ်เนาะအဆင်မပြေဘူးအာဂဇာကန်နာအင်းလာပြေးနေပါတော့တော့ပြေးအောင် ခွေးနဲ့ကောင်ခွေးနဲ့ကောင်အားပြိုင်ရခွေးနဲ့ကောင်အားပြိုင်ခွေးနဲ့ကောင်ပြိုင်ရအော်ဝါစကွေးစကွေးရတော့လေအားရဲကွေးရဲကွေးရဲကွေးရှုံးပြီရဲကွေးရှုံးသွားပါပြီခင်ဗျာကျွန်တော်ခိုင်ကျွန်တော်အစီအစဉ်ခံနေစီတက်ပါပဲနိုင်ငံရေးကဏ္ဍဒီနေ့မှာတော့ဂျပန်ဝန်ကြီးချုပ်တေးရဲ့ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးကြေကြားချက်ပေါ့ မ္မနိုင်ငံရဲ့သဘောထားကိုမီဒီယာများရဲ့မေးမြန်းချက်ကိုပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။အထွေထွေမီဒီယာတွေရဲ့ထောင်ဝံရေးနဲ့ပတ်သက်ပြီးပြောကြားချက်များကိုကျွန်တော်တို့အနေနဲ့နိုင်ငံတကာမီဒီယာတွေမှာတွေ့လိုက်ရပါတယ်။အင်းဒီကိစ္စနဲ့ပတ်သက်လို့မြန်မာနိုင်ငံရဲ့သဘောထားယက်တီချက်ကတော့တမြန်မာနိုင်ငံဆိုရဟာတရုတ်နိုင်ငံရဲ့တရုတ်တနိုင်ငံနဲ့မူပါဒ One China Policy ကိုခိုင်မာစွာထောက်ခံယက်တီလျက်ရှိပါတယ်။အင်းတရုတ်တနိုင်ငံနဲ့မူပါဒ One China Policy ပေါ် မြန်မာနိုင်ငံကခိုင်မာစွာထောက်ခံရည်တည်ရရှိကြောင်းကိုမြန်မာနိုင်ငံယာယီသမ္မတဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတရုတ်နိုင်ငံခေါင်းဆောင်များနဲ့တွေ့ဆုံရချိန်တိုင်းမှာထပ်လောင်းအတည်ပြုခိုင်မာစွာပြောကြားခဲ့ပါတယ်။ကြောက်တာဟုတ်ပြောအောင်ချက်နေရတော့တရုတ်မြန်မာနိုင်ငံဟာအိန္ဒိချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီးမဟာဗျူဟာမိတ်ဖက်နိုင်ငံများနဲ့အေးအတူပူအမြအပိုင်ဝင်းကိုတည်ဆောက်နေတဲ့နိုင်ငံများဖြစ်ပါတယ်။ဒီအချက်ပေါ်မှာမြန်မာနိုင်ငံကအထူးအလေးထားတံပိုးထားပါတယ်။နောက်ပါသုံးချက်နေရတာကတော့ ငင်းကြစွာအတူရှင်သွဲနေထိုင်ရေးမူကြီး၅ချက်ရဲ့ပထမအချက်ပါအတိုင်းတရုတ်နိုင်ငံရဲ့နယ်မြေတည်တံ့ခိုင်ရဲမှုနဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ်မှာမြန်မာကဗီဇာပြီး၎င်းအချက်အပေါ်မှာကာကွယ်ခြင်းကိုမြန်မာကအစဉ်အမြဲထောက်ခံရပ်တည်လျက် ရှိပါကြောင်းသဘောထားထုတ်ပြန်အပ်ပါတယ်တရုတ်ကလည်းမြန်မာနဲ့ပတ်သက်ရင်อืมသဘောထားအမှန်ထားသဘောထားအမှန်ထားသလားမထားသလားကျွန်တော်စောင့်ကြည့်ရမယ်ဘာလို့ဆိုတော့တရုတ်ရဲ့တရုတ်ကကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်တကယ်ပါခင်ဗျာပို့လို့ပြောရတယ်တရုတ်နဲ့မြန်မာနိုင်ငံပတ်သက်တရုတ်ကအရန်ကိုစေနာရှိတယ်ဘလောက်ဒီစေနာရှိတယ်လို့မင်းတရုတ်စေနာရှိဘလောက်စေနာရှိလဲဖြစ်နိုင်ကျွန်တော်အိမ်ထဲထိတော့ဝင်ပြီးစီမံခန့်ခွဲပေးချင်တာတရုတ်အဲ့လောက်ဒီတို့ကစေနာရှိတယ်ကျွန်တော်ပို့တကယ်ပေါ့လားတရုတ်ကအဲ့လိုစေနာထားလားကျွန်တော်ပြောချင်တာတော့ပြုတ်ကိုကြောက်ရပါတယ်လို့ပြောခဲ့ပါတော့နိုင်ငံရေးစီမံရုံးနဲ့မဟုတ်တော့ သူကလွယ်ကျွန်တော်တို့နိုင်ငံပေါ်မှာစေနာကြီးကြီးမားထားပြီးကူညီနေတာတိကျွန်တော်တို့နိုင်ငံရဲ့အရေးတဲ့ဒီပါသူဝင်ပြီးလွယ်ရစီမှာပြီးချင်ခုလက်တိုင်းမဆက်ပြောရပါဘူးဒါမလို့ဟိုအခုလက်ကြောက်နေတာပဲရှမ်းမြောက်ကိုစီမံပြီးကူညီပေးတယ်ဟာဘယ်လောက်ဒီကူညီချင်လဲမင်းနော်ခင်ဗျားတို့ကျွန်တော်တို့အိမ်ကြီးတဲ့ထင်အောင်သူလိုက်ပြီးစီမံပေးချင်တာအဲ့လောက်ဒီတေးကကျွန်တော်တို့ဘက်မှာတအားကိုစေနာထားတယ်ဆိုတော့ကျွန်တော်တို့သိတယ်ကျွန်တော်လက်ခံတယ်နောက်တက်တဲ့ဆိုးရီလက်ကြောက်နေတာ ျွန်တော်လည်းတော့ကိုကြောက်နောက်လူတွေတိကျကိုကြောက်ဟောဒါကျွန်တော်ကြည့်ပြီးသားတော့ဖြစ်နိုင်ရင်တော့အဲ့လိုအဲ့လိုရှိတော့ဘာပြောတရုတ်ကဒီလိုစေရနာထားပုံကြီးကျေးဇူးကြီးမှပုံကြီးတွေးတွေးပြီးတော့ဒသိသိတွေးပြီးတော့ညာတိုင်းဥတုံးချင်ချမှာတော့ဖြစ်တော့အဲ့လိုပြောမိတွေးပြီးရောနော်အဲ့တော့ခင်ဗျားတို့ကျွန်တော်ကယင်တစ်ခါတော့တိရုတ်ကတိရုတ်ကိုကြောက်ရတယ်လို့ပြောတော့ကျွန်တော်ကိုခင်ဗျားတို့ဝိုင်းချောက်ကဲမကြောက်တဲ့လူရှိရင်ထွက်လာကြည့်ရနော်အများကြီးဆိုးမိုးတယ်ဆိုတာကျွန်တော်ပြောချင်တယ်အမေအားလုံးကိုယေရှုတင်ပါတယ်ဘုရင်တိရုတ်ကိုစောင်းအောင်ကြောက်တယ်တော်တော်ကိုကြောက်တော့တိရုတ် အဲ့ကြောင့်ကျွန်တော်တို့ကျွန်တော်ဆောင်အစီအမံကျွန်တော်ကြောခဲ့တယ်ပေါ့ကျွန်တော်တို့လူငယ်တွေကတရုတ်ကိုဆောင်ရမ်းမုန်းနေကွာဒီတရုတ်အစိုးရတရုတ်အစိုးရကိုပြောနေတာတရုတ်အစိုးရကျွန်တော်တို့ကလုံးဝမကြိုက်ဘူးကျွန်တော်တို့မြန်မာနိုင်ငံသားတရုတ်နေတရုတ်အစိုးရကိုလုံးဝမကြိုက်ဘူးမြန်မာနိုင်ငံအရေးပေါ်ဝင်ဆက်ဖက်နေတဲ့ပတ်သက်ဒီပတ်သက်တဲ့ဒီဆက်ဖက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီတရုတ်အစိုးရရဲ့မူဝါဒတွေသူတို့ policy တွေသူတို့ရဲ့ဘယ်လိုပြောလဲမိစ္ဆာတစ်ဖက်ရေမိုးတစ်ဖက်လုပ်တဲ့သူတို့ရဲ့စောင့်ကျင့်တွေကိုကျွန်တော်လုံးဝမကြိုက်ဘူးကွာအဲ့ဒါကြောင့်ကျွန်တော်က one china policy ကိုကျွန်တော်နေလုံးဝမထောက်ခံဘူးတရုတ်တွေရဲ့ထိုင်မှန်ပြီးမတူပါ ထိုင်ဝမ်ဒီထိုင်ဝမ်တရုတ်ဒီတရုတ်တရုတ်ဒီမဟုတ်တရုတ်လုတ်တဲ့ပေါက်လို့ပဲစားအောက်တန်းစားနိုင်ငံဖြစ်တယ်လို့ကျွန်တော်ကပြောနေတယ်အဲ့တော့ကျွန်တော်တို့က one china policy မှာကျွန်တော်ထိုင်ဝမ်ဘက်ကနေရက်တည်ပြန် okay အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့လောက်ပါပဲမဖြစ်ကျွန်တော်ပြန်ပြေးရမယ် okay bye အော်ပါရပါ